to be daring, baby, dance the night away. I let my head down if I want. Don't you just get tired chasing fame and being pretty all the time? Doesn't sound like fun. You can do better. Let me show you what a good time looks like. You can't အခုကတော့ဂုံချင်းလာအောင်မနေတဲ့ခီးစင်နောက်ဆုံးရက်လေးပဲဖြစ်ပါတယ်။အားလေးကိုတော့ဒီမှာကြိုက်လဲဆိုလို့ရှိရင်အခုဂုံချင်းအခုတဲနေတယ်ပေါ့နော် ST Hotel လေးကိုတော့ဂုံချင်းသဘောကျတယ်။ဘာလို့လဲဆိုတော့ဒီမှာအခုဂုံချင်းရောက်တဲ့အချိန်ကတော့လာအောင်မအေးနေတယ်ပေါ့နော်။ဆိုတော့အေးနေတဲ့အချိန်မှာဒီ Hotel လေးကလည်းကွင်းပြင်အကျယ်ကြီးလေးရှိရလဲပါတယ်ပေါ့နော်။နောက်ပြီး Hotel ကလည်းကြဲကြဲဝင်းဝင်းရှိတယ်။နောက်ပြီးတော့ဂုံချင်းကြိုက်တဲ့ပေါ့နော်။အဲ့လိုမျိုးပင်သစ်လို style ပင်သစ် style လေးနဲ့တော့လှုပ်ထားဖြစ်တဲ့အတွက်သဘောကျတယ်ပေါ့နော်။ဆိုတော့နောက်ပြီးသူ့မှာအာနောက်တစ်ခါကျတော့အစားတောင်းနေတယ်ဆိုလို့ရှိရင်လာအောင်မဘာလို့ပဲစားစားအဲထူးခြားချက်လေးက ားလို့ကောင်းတာတွေ့ရတယ်ပေါ့နော်ဘယ်ဟာကိုပဲစားစားစားလို့ကောင်းလဲအာ review ပြောရမယ်ဆိုလို့ရှိရင်ကိုရင်ခုပေါ့နော်ဒီကိုလာတဲ့တစ်ချောက်လုံးမှာကိုရင် green pack green pack ကတော့ကိုရှင်အဲ့ရက်မှာ visa ကိစ္စရည်အလုပ်ချုပ်တော့မြိတ်ခဲ့ရအောင်ပေါ့နော်အာ green pack hotel တဲ့အဲ့ဟာလေးကကျတော့သူကတိတ်ဝိုင်းလေးနေပေါ့နော်လောက native price ကိုရလို့သဘောကျတယ်ဒါပေမဲ့ကိုရင်အဲ့ဟာလေးတော့ flow ရိုက်ဖို့အချိန်မရခဲ့ဘူးပေါ့နော်ဆိုတော့အာဒီမှာလေးကကျတော့အဲ့ကနေကိုရင် visa ကိစ္စရည်ပြီးလို့ဒီမှာနောက်ဆုံးရက်ပေါ့နော်လေရင်ခွေးနဲ့ဒါလေးက ST hotel ကကျလေစိတ်နဲ့အရန်ကြီးရတော့လေစိတ်နဲ့ဆိုမြင်အောင်နေရရပေါ့နော်ဆိုတော့သဘောကျတယ်မင်းနောက်မှာမဲခေါင်ကြီးရလေမြင်နေရဟိုဘက်ကမ်းမှာဆိုလို့ ရှင်ထိုင်းနိုင်ငံနဲ့ကက်ရက်လို့ဖြစ်နေရဲဆိုတော့မာကျော်ကြည့်ရတာနည်းနည်းမျက်စိပတာတာရှိတယ်ပေါ့နောက်တစ်ခုသဘောကျတဲ့ချက်ရှိတယ်ဒီဟိုတယ်ပိုင်ရှင်ကအဲ့ဒီဘေးမှာပေါ့ဒီဟိုတယ်နဲ့ကက်ရက်မှာပေါ့နော်သူကသူ့ရဲ့လေအဲ့လိုပြင်တစ်ကအဆောက်အဦတွေလိုမျိုးပဲလုံးဝပေါ့ princess တယောက်လိုခံစားသွားစီမဲ့အဆောက်အဦပြီပေါ့ကိုကြီးထင်တာတော့အော်ဒါလေဟိုတယ်ဖွင့်မယ်လို့ထင်တာဒါပေမဲ့ဟိုတယ်မဟုတ်ဘူးတဲ့ဒါဒီကပိုင်ရှင်ကနေမဲ့အိမ်ဆိုဟာမိုက်တယ်ပေါ့တရားမလားဘာလို့ဆိုအရန်မိုက်တယ်ကွာဘာလို့လဲဆိုတော့အဲ့လိုပုံစံလေး advice ကိုကိုကြီးအရန်ကြိုက်တယ်အဲ့လိုသူ့ရဲ့အိမ်ကပုံမှန်လို့ luxury ဆန်ဆန်ထက်စားလို့ရှင်သူကနန်းဆန်နေ 我比较爱吃都行。 ဆိုတော့ဒီလာအိုခီးစင်လေးကတော့ကိုရှင်တို့ကတော့ဒါကဗီဇာနှစ်ရှေ့ဗီဇာအကြီးလားရှောင်းရင်းနဲ့ပေါ့နော်တခါတည်းဒါကဒီမှာရက်နေရတဲ့အချိန်လေးမှာဒါလည်းပတ်ထားတဲ့ဟာအများကြီးမရှိပေမဲ့လေအာသူ့မျိုးလေးကဘလိုလေးနဲ့တူလဲဆိုတော့ခဏပြေဦးမယ်လို့ကလောကိုရောက်သွားတဲ့ feeling လေးဖြစ်တဲ့အတွက်အေးအေးချမ်းချမ်းလေးဖြစ်တဲ့အတွက်ပြန်ကျင်းတော့ကိုရှင်ကနောက်တစ်ခါပေါ့နော်ဒါကဗီဇာကိစ္စနဲ့ပဲဖြစ်စေပေါ့နော်လာလဲမယ်ဆိုလို့ရှိရင်တော့ဒီကိုရှင်ထပ်ပြီးတော့ဒီ SG Hotel မှာတဲဖို့အစီအစဉ်ရှိတယ်နောက်ပြီးတော့ဘေးနားမှာအဲ့မဲကောင်ကြီးကိုခံပြီးတော့မှအဲ့လိုပေါ့နော်ညကြီးကိုမြင်ရတဲ့ feeling ကတော့ဘာနဲ့မှမတူဘူးပေါ့မနေ့မိုးလင်းလာတယ် လို့ရှိရင် app ကိုထွက်ပြီးရေလေးတောက်လိုက် coffee လေးတောက်လိုက်နေတဲ့သချင်းလေးနားထောင်လိုက်နေဆိုရင်တော်တော်လေးအရင်မိုက်တယ်ပေါ့နော်ဆိုတော့ကိုရှင်ချရဲ့ပြည်သက်ကြီးလည်းတကယ်လို့များပေါ့ဒီ VPN ချင်းကိုရောက်ခဲ့တယ်ဆိုလို့ရှိရင်ဒီမှာလာတဲလို့ရှိရင်တော့လုံးဝနောက်လာရမှာမဟုတ်ပါဘူးလို့ဒီမှာကကျတော့နောက်တစ်ခါကျသူတို့ရဲ့မြို့ရဲနဲ့မြို့ပြင်လို့ဆိုပေမဲ့လည်းခဏလို့မြို့ရဲနဲ့မြို့ပြင်လည်း15မိနစ်လောက်ပဲသွားရတယ်ပေါ့နော်နောက်ပြီးတော့တစ်ခုကောင်းတာကကျတော့တကယ်လို့များမြို့ရဲမှာရပါတယ်တက်ချင်ဆိုရင် green pack ကိုတော့သဘောကျတယ်ပေါ့နော်ဆိုတော့အဲ့ green pack မှာတရားတာ nature fights လည်းရရတယ်တီတီတက်တက်လေးနဲ့နားအေးပါးလေးလည်းရှိတယ်ပေါ့နော်ဆိုတော့နောက်တစ်ခါကျတော့ဒီဟာကျတော့ VPN ်ကျင်းမှာဒီ SD Hotel ကကျတော့လေးစိတ်နဲ့နေတယ် Airport Transfer ကလည်းအလကားပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုရှင်းအတွက်ကအရန်ကိုအဆင်ပြေရေပေါ့နော်အာနောက်ပြီးတော့လာအိုမာကျတော့သူကလေတောတောင်ရေမြင်နေပေါ့နော်သူကအဲ့လိုမျိုးရေတခွန်နေပေါ့တယ်ဥမာသူ့ရဲ့ fight ကဘာနဲ့တူလဲဆိုတော့ဖန်ဝင်သွားရတယ်လို့ပဲပေါ့နော်ဖန်ဝင်သွားတဲ့ fight နဲ့လည်းတူတာဖြစ်တဲ့အတွက်ကိုပြအရန်ကိုကြိုက်တယ်ပေါ့နော်ဆိုတော့အခုကိုရှင်တို့အခုခဏနေကြလဲကိုရှင် check out လုပ်ပြီးတော့လေးစိတ်စင်းရအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုရှင်တို့ blog လေးကိုဒီမှာပဲအဆုံးသတ်လိုက်မယ်အာနောက် blog တွေမှာလည်းနောက်ထပ်စိတ်ဝင်စားစရာနေရာတွေသွားခဲ့ရဲ့ဆိုလို့ရှင်ကိုရှင် sharing လုပ်ပေးပါမယ်